တ်တရားအဖြစ်ဆုံးပြောပြပါဘိုင်းကုန်းပါဘောနော်သူ့အဝါပေးလိုက်တယ်အဝါစင်နိုင်ပေးရအောင်ဟိုမှာလည်းချက်ပေးရောမျက်နှာတော့မကြည့်တော့သူ့ကပေးလို့ရလားအဲနော်သူ့ကြည့်ရတာအရန်ကိုစိတ်ထဲမှာနှစ်လူပဲဖြစ်လာပြီအရန်ကိုပေးချင်တဲ့စိတ်ကိုပေါက်လာစိတ်သက်ပွဲကောင်းတော့ယူရပွဲကောင်းတော့ဆက်ပါနှစ်တရားလေးဒါရရှိတယ် ကန်းကြီးတွေပေးလေးမှာပင်းနေပုံစံမျိုးလေးကိုရွှေရင်ကိတ္တတီးပြနားထောင်ကျင်တယ်ဆိုပြီးငါအင်တာဗျူးမှာပြောလို့ရှိသေးတယ်။အနေကြဆိုတိတ်လေးထွားရမယ်ဆိုပြီးတော့တက်ဖြစ်သွားတယ်ကွာ။တော့အဲ့ဒီအမတ်တရားကဘောကမှပထမဆုံးလို့လည်းပြောလို့ရတယ်။အဲ့ဒါအရင်အမတ်တရားဖြစ်တဲ့တစ်ခုပဲကွာ။ကောင်းပြောညာငိုတော့ငိုတော့ပဲ။အေးငါတို့ကငါတို့ကညော။ဟုတ်တယ်ဒီမှာဒီမှာ တဲတုံတို့နှစ်ယောက်ကကြာတိုက်ကဘယ်လိုလဲဆိုတော့တဲတုံကရှေ့ဆိုသူကမီးกว่าသိလားအဲ့တော့ဘာမှတိတ်ပြီးတော့ပြောစရာမလိုဘူး။သူကအကောင်လုံးလိုက်ပြီးတော့ control လုပ်ပေးနိုင်တယ်ကွာဒီက။တဲတော့အချာယောက်ျားလေးဆိုလို့ရှိရင်အဲ့လိုကို control လုပ်တယ်မကြိုက်ဘူးဆိုတော့အဲ့လိုအရန်ချုပ်ချယ်တာမကြိုက်တာ။ဒါပေမဲ့ဥဆောင်တာသဘောကျတယ်။အဲအဲ့အတွက်ကြောင့်မလို့ပွဲတခြားဘက်က Pacific Bar ဖြစ်လာတာကအကိုကြောင့်ပါ။ကိုင်းမြင်တာပါဦးနီမြ။